ဒီနေ့မှာပြပြပေးသွားမယ့်ကျမ်းမာရေးဘုသူတလေးတစ်ခုကတော့ဗာလန်စိတ်ကပေးတဲ့အကျိုးစီးစူးလေးတွေပဲဖြစ်ပါတယ်။ဝါလိုက်တိုင်းမှာကျွတ်ကျွတ်စိတ်စိတ်လေးနဲ့အရသာရှိတဲ့ဗာလန်စိတ်လေးကငါချင်ရောင်ရမ်းမှုကိုတတ်တာစေနိုင်ပါတယ်။ဗာလန်စိတ်မှာအစီပါဝင်မှုရှိပြီးဒီအစီက1ဘိုက်ပိုင်းမှာဖြစ်တဲ့ငါချင်ရောင်ရမ်းမှုတွေကိုတတ်တာစေပါတယ်။နောက်တစ်ချက်ကဗာလန်စိတ်မှာ fatty acid ပါဝင်နေတာကလည်းခန္ဓာကိုယ်မှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုတတ်တာစေနိုင်ပါတယ်။ အဒီအစစ်ကသွေးတွင်းကအကျိုးမပြုကိုလက်စတောရီကိုကျဆင်းစေနိုင်ပြီးတော့ဆန်သားနဲ့အသားရည်ကိုကျန်းမာစေနိုင်ပါတယ်။ကိုဝင်ဆောင်တွေအတွက်သင့်တော်တဲ့ balance မှာ folic acid ပါဝင်နေတဲ့အတွက်ကြောင့် baby လေးတွေမှာမွေးရပါချွရင်းချက်မဖြစ်အောင်ကာဝေးပေးပါတယ်။ကိုဝင်ဆောင်ချိန်မှာမိခင်ရောကလေးပါလိုအပ်တဲ့ folic acid ရရှိစေပြီးတော့ကျန်းမာစေဖို့ဆိုရင်တော့ balance စိတ်စားပေးလို့ရပါတယ်။ပြီးတော့ဝေးကြစေနိုင်တယ်။ balance စိတ်ကစိတ်ကြည်နံမှုရစေပြီးခဏခဏစားခြင်းစိတ်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အမြင့်တက်ကျွဲဝစွာပါဝင်မှုကအစခံနိုင်စေပြီးတော့အစချေစနစ်နဲ့ဥမာကြီးကိုကျမ်းမာစေနိုင်ပါတယ်။ဗာရန်စိတ်ကိုပုံမှန်စားသုပ်ပေးမယ်ဆိုရင်တော့ဝမ်းမှန်စေနိုင်ပြီးတော့ကိုယ်အလေးချိန်ကိုအကောင်းဆုံးထိန်းချုပ်ပေးနိုင်မှာပါ။နောက်တစ်ခုကတော့အယိုးကျန်းမာစေတယ်။ဗာရန်စိတ်မှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကျွဲဝစွာပါဝင်နေပါတယ်။ဗာရန်စိတ်ကိုပုံမှန်စားသုပ်ပေးမယ်ဆိုရင်တော့အယိုးနဲ့သွားတွေကိုကြက်ခိုင်စေနိုင်ပါတယ်။ ပြီးတော့ကုခန်အားကောင်းစေပါရဲ့လေးလာမှုရိယအပိုင်းစီမှာဆင်းတဲ့မက္ကနီစတိုလိုမျိုးဇီဝကံမာဖြစ်စဉ်တွေကိုတိုးတက်ကောင်းမှုစေပြီးတော့ကုခန်အားစနစ်ကိုအကောင်းဆုံးအားဖြစ်ပေးနိုင်တဲ့အတွက်တွေပါဝင်နေပါတယ်ကျမ်းမာခြင်းတိုင်းစားပေးတင်ပါတယ်ပြီးတော့လည်းအုံနောက်စွမ်းရည်ကောင်းမှုစေပါရဲ့ဘာနန်စီမှာအုံနောက်ဖွံ့ဖြိုးစေဖို့လိုအပ်တဲ့အာဟာရတက်တွေကျွဲဝစွာပါဝင်နေပါတယ်ပြီးတော့လည်းဝမ်းမှန်စေနိုင်ပါတယ်ပါရင်စိတ်မှာအမြင့်တက်ကြွယ်ဝစွာပါဝင်နေတာကြောင့်ဝမ်းချုပ်တာကိုတက်တာစေနိုင်ပါတယ် ဘာရန်စိတ်စားပြီးပြီးစင်မှာရေတောက်ချလိုက်မယ်ဆိုရင်တော့အစာချေစနစ်ကိုအကောင်းဆုံးလှုပ်ရှားမှုဖြစ်စေနိုင်ပါပါ။ဒါရီကတော့ဘာရန်စိတ်စားသုံးခြင်းကြောင့်ရရှိစေနိုင်တဲ့စံမာရေးအကျိုးကျေးဇူးများစွာတွေကတချို့ကိုပြပြပေးကြတာပဲဖြစ်ပါတယ်။ဘာရန်စိတ်ကစံမာရေးအတွက်အထောက်အကူအများကြီးပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်စားသုံးပေးစေခြင်းပါတယ်။